ကောင်းမြတ်တဲ့မင်္ဂလာညချင်းဖြစ်ကြပါစေ။မြတ်ဗုဒ္ဓဟောမင်ခဲ့တဲ့တရားဓမ္မတွေ나ယူမတန်ကျင့်ကြံကြိုးစားပွားများအထောက်ကျမ်း၍ဘဝဒုက္ခပြဒနာတွေကိုစစ်မှန်သောဓမ္မဖြစ်မှန်ကန်စွာဖြေရှင်းနိုင်ကြပါစေ။ဘေးစိုးရင်စိုးအန္တရာယ်စိုးကပ်စိုးမျိုးမျိုးတို့မှကင်းစင်ဝေးကြပါစေလို့ ရှေးဦးအစပနာမမှာတစ္ဆံပြုမေတ္တာပို့စတောင်းပေးရပါတယ်။နိညာဂျေဆုရှင်သမပရိသတ်ပေါင်းအလုံးတို့ကိုစကားလက်ဆောင်တရားလက်ဆောင်လေးဖြစ်ဘုရားဟောမိန်ခဲ့တဲ့ဒေသနာများစွာတဲ့ကကောင်းတို့ရရလေးရွေးထုတ်ပြီးတော့ဂျေဆုဆံပယံစီ ဘဝမှာတရားဝေနေရတိုင်းတရားဝေနေရတိုင်းအောင်မြင်မှုတွေကိုဒီဇိုင်းမဲ့မဲ့ခုံမြင်သက်မဲ့စွာနဲ့လိုက်လံရှာဖွေရင်းနဲ့အောင်မြင်အောင်ကြိုးစားနေကြတယ်။အောင်မြင်အောင်ကြိုးစားနေရင်းနဲ့အောင်မြင်မှုကိုရှာဖွေနေရင်းနဲ့ပဲကြာရှုံးပြီးတော့နေနေကြရတဲ့ပုံကိုယ်များစွာပဲ။တကြောင် လူတိုင်းလူတိုင်းစစ်မှန်တဲ့အောင်မြင်မှုတွေရရှိစေခြင်းနဲ့စိတ်ဆန္ဒစေတနာကိုအရင်ခံပြီးတော့ဘုရားပြောခဲ့တဲ့စကားလုံးလေးစစ်မှန်တဲ့အောင်မြင်မှုကိုရဖို့ဆိုလို့ရှိရင်နံပါတ်1နေထွက်အောင်တော့မအိတ်ချန်တယ်မူလင်းပြီးတော့အလွယ်မှာတမလင်းချင်နေတဲ့အနေထားမျိုးတွေတိ အဲ့ဒီမမတ်ကြတယ်။နာနမနေပြင်းရည်တွဲပြီးတော့မနေနဲ့။ပြင်းမနေနဲ့ပေါ့ဗျာ။နာနမတုံးကတော့ကြမ်းချုပ်ခတ်ထန်တဲ့အမူအရာတွေကြမ်းချုပ်ခတ်ထန်တဲ့အပြောဆိုတွေမလုံးနဲ့။အောင်မြင်မှုကိုဒီဇိုင်းမဲ့မဲ့လိုချင်ခုံမင်တတ်မှတ်နေကြတဲ့ပုံကိုယ်တိုင်စစ်မှန်တဲ့အောင်မြင်မှုကိုလိုလန်းချင်ကြတဲ့ပုံကိုယ်တိုင် နေထွက်အောင်မအိတ်ချမ်းနဲ့ပြင်းရည်တွဲပြီးတော့မနေချမ်းနဲ့ကြံကြုတ်ခတ်ထန်တဲ့အမူအရာတွေနဲ့ဘယ်တော့မှမပြောဆိုနဲ့ဘယ်တော့မှမဆက်ဆံမိစေနဲ့နှုတ်ကလည်းမထွက်နဲ့အမူအရာလည်းမကျန်းနဲ့နောက်နံပါတ်၄ကတော့အရက်ဒီဇန်တောက်ဆန်းပြီးတော့ပျော်ပါအောင်မြင်နေတဲ့ပုံကိုယ်တွေကဘာလို့လဲလို့မေးလို့ရှိရင်ပျော်ပဲရှင်ပဲပတ်တီတွေလှုပ်ပြီးကျင်းပနေတာအဲ့ဒါအောင်မြင်တဲ့ပုံကိုယ်တွေမဟုတ်ဘူး တကယ်စစ်မှန်တဲ့အောင်မြင်နေတဲ့ပုံကိုယ်လေးမဟုတ်ဘူး။ဒါကြောင့်ဗုဒ္ဓစကားလုံးလေးပဲနားထောင်တော်မူကြပါဗျ။ယက်ဒီဇာရီတောက်စားပြီးပြောပါနေမယ်ဆိုလို့ရှိရင်ဒါဟာတကယ်စစ်မှန်တဲ့အောင်မြင်မှု။ကောင်းစားကြီးတွေတောင်းနိုင်မှ၊ကောင်းစားပတ်တီတွေ၊ကောင်းစားကလက်တွေတွားနိုင်မှ၊ကျင့်ပနိုင်မှဒါအောင်မြင်နေတာမဟုတ်ဘူး။ဒါအတုရောင်တယ်။ကိုယ်ဘဝကိုဆွဲချစေမယ့်အရာတွေ ။ဒါကြောင့်ယက်ဒီဇာပြောပန်းပြီးတော့တောက်ဆန်းနေတဲ့အရာတွေဒီနေ့လူငယ်လေးတွေဗျာလူလက်ပိုင်နေတာသတိထားပါ။တောက်ဆန်းမပါလို့ရှိရင်မွေးလန်းတဲ့ပင်တော်ကျင်းပါတော့ဆင်မပြေတော့။ဒါကြောင့်ယက်ဒီဇာတောက်ဆန်းပြောပန်းနေမယ်ဆိုလို့ရှိရင်လည်းပဲအောင်မြင်မှုအထွတ်ထိပ်ကိုမရောက်နိုင်ဘူး။စစ်မှန်တဲ့အောင်မြင်မှုပါ။အောင်မြင်မှုရဲ့ရှေ့မှာစစ်မှန်တဲ့အောင်မြင်မှုလို့ဒီလိုပါကောင်းပြီနောက်တစ်မျိုးပြောကြအောင်ဆိုအလွန်ရှည်လျားတဲ့ခကြီးတယောက်ထဲလည်းပဲမသွားနဲ့ အောင်မြင်နေတဲ့ပုံကိုယ်အောင်တကယ်စစ်မှန်တဲ့အောင်မြင်မှုရကြကြတဲ့ပုံကိုယ်အလွန်ရှည်လေရတဲ့အတွန့်ရှည်တဲ့ခကြီးကိုတယောက်ထက်သွားမယ်ဆိုလို့ရှိရင်ပြင်းကြီးညှင်းငွေပြီးတော့တွားတတ်တယ်။ကောင်းတိုင်မယ်ဆိုတိုင်မယ်လေးပေါ်ပါတဲ့နာပေါ့။နောက်စစ်မှန်တဲ့အောင်မြင်မှုကိုတကယ်လိုချင်ကြတဲ့ပုံကိုယ်ရသူတစ်ပါးရဲ့တာမယားကိုမပြင်းမမစော်ကားနဲ့။ကာမေသူမိစ္ဆာဇာရကံနေမဖောက်ပြင်းနေပေါ့ဗျာ။ မျိုးသားရှိတဲ့အမျိုးသမီးကိုမပြစ်မှားနဲ့အမျိုးသမီးရှိတဲ့အမျိုးသားကိုမပြစ်မှားနဲ့စကလုံးကိုနားတဲ့တဲ့တယ်ဝန်အောင်ပြောကြစို့ဆိုလို့ရှိရင်လင်ရှိတဲ့ယောက်ျားကိုလည်းပဲမပြစ်မှားနဲ့မယားရှိတဲ့လင်ကိုလည်းပဲမပြစ်မှားနဲ့ဒီလိုပြောတာစိမံတဲ့အောင်မြင်မှုကိုရချင်ကြတဲ့ပုဂ္ဂိုလ်တိုင်းကောင်းပါပြီဗျာ ဒါဆိုလို့ရှိရင်ရှင်မယတပည့်တော်ကဘလို့နေမှဘလို့အောင်မြင်တာလဲအောင်မြင်မှုကိုစစ်မှန်တဲ့အောင်မြင်မှုကိုဘလို့ရှင်းပြရမှာလဲဒါသိပြီးတော့ရေးကြည့်စစ်မှန်တော့အောင်မြင်မှုဆိုတာကသူများပေါ်မှာနိုင်တာသူများပေါ်မှာတာသွားတာသူများအထက်မြင့်သွားတာပေါ့စစ်မှန်နဲ့အောင်မြင်မှုလို့ဒီလိုပြောတာမဟုတ်ဘူးနေဝဒေယောနဂန္တဗောနမာရောတဟပြင်မှုနာ ဇိတံအပရာဇိတံကယိရံတထရူပတ္တဇံတုနောတိတဲ့စကားကိုကိုကိုအနိုင်ရခြင်းဟာအမျက်ဆုံးပဲစမန်တော့အောင်မြင်မှုဆိုတာဟာကိုကိုကိုထိ ंछ ချုံနိုင်ရစမန်တော့အောင်မြင်မှုကိုလိုချင်ကြတဲ့ပုံကိုအရာစိတ်ဆိုးစိတ်မိုက်တွေမထွက်အောင်စိတ်ယုံမာတွေမမွေးမိအောင်ကိုကိုကိုအနိုင်ရော ကိုကိုကိုအနိုင်ယူခြင်းဟာအမျက်ဆုံးပဲကိုကိုကိုအနိုင်ယူခြင်းဟာစစ်မှန်တဲ့အောင်မြင်မှုပဲဒါကြောင့်ကိုစိတ်ကပဲမကောင်းတာတွေလည်းကိုစိတ်ကလာကောင်းတာတွေလည်းကိုစိတ်ကလာမကောင်းတဲ့အကြောင်းအရာတွေလည်းပဲကိုစိတ်ကနေဖြစ်တာကောင်းတဲ့အကြောင်းအရာတွေလည်းကိုစိတ်ကဖြစ်တာဒါကြောင့်ကိုကိုကိုအနိုင်ယူခြင်းဟာဘာလို့တလဲလို့မေးလို့ရှင်စစ်မှန်တဲ့အောင်မြင်မှုပဲကို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 စိတ်ကိုနိုင်အောင်တိုက်ကြအစ္စန္တတိုက်ပွဲနိုင်အောင်နှိုးရပေါ့ဗျာ ောက်တော်ဘာပေါ်နိုင်တာဟာတကယ်အောင်မြင်မှုဟုတ်ဘူးတဲ့တော်ဘာပေါ်နိုင်တာဟာတကယ်အောင်မြင်မှုမဟုတ်စစ်မှန်တဲ့အောင်မြင်မှုမဖြစ်နိုင်ဘူးတော်ဘာကိုနိုင်တာကိုကိုကိုအောင်မြင်ဖို့အနိုင်ရဖို့ဆိုလို့ရှိရင်ကိုနဲ့နှုတ်ကိုဆောင်စီရမယ်ကိုနဲ့နှုတ်ကိုဆောင်စီရမယ်ကြည်စမ်းစိတ်တော့မပါဘူးပြောချင်တာကပုရုဇဉ်တွေအတွက်ချံပေးထားတယ်ပေါ့ဗျာအကယ်၍မြန် လူတစ်ဖက်သားကိုပြောချင်တယ်ဆိုချင်တယ်ရိုက်ချင်တယ်နှိုက်ချင်တယ်တောင်မှလက်ကမပါစီနဲ့ပါဇက်ကမထွက်စီနဲ့စိတ်ထဲမှာပဲကြိတ်ဖြစ်နေတယ်ပုရုဇဉ်တွေအတွက်ချံပေးထားတဲ့စကားလုံးသိကြည်ညိုစရာကောင်းတယ်ဗုဒ္ဓကကိုကိုကိုအောင်မြင်နိုင်ဖို့အနိုင်သူကိုကိုကိုအောင်မြင်ဖို့အနိုင်ရဖို့ဆိုလို့ရှိရင်ကိုနဲ့နှုတ်ကိုအထုဆောင်စီရဒီပါဇက်ကကျမ်းသာတွေမပြောနဲ့မကောင်းတာတွေမဟုတ်တာတွေမမှန်တာတွေမပြောနဲ့ဒီလက်ကနေပြီးအမှုရရန်နေမပြောနဲ့ သူတို့ကဒုက္ခရောက်စေမဲ့အမှုရာတွေမလုပ်နဲ့နောက်တစ်မျိုးကကိုယ်ကိုယ်ကိုစစ်မှန်တဲ့ယဉ်ကျေးမှုရှိအောင် ဆုံးမရမယ်တတိရှိရမယ်ပေါ့ကိုယ်နှုတ်ယဉ်ကျေးနေအောင်ဆုံးမကိုယ်ကိုယ်ကိုထိန်းတရင်ကိုယ်ကိုယ်ကိုဘာလို့တလဲလို့မေးလို့ရှိရင်အမြဲတမ်းအမြဲတမ်းကောင်းတဲ့အမှုကျင့်တွေဖြစ်အောင် လေ့ကျင့်ပေးရစကားကမစနားထောင်ခြင်းကောင်းမင်္ဂလာမင်္ဂလာရမယ်နားထောင်လို့လည်းကောင်းအောင် အမူအရာမဆန်နုညံ့နေရဒီတဘောလေးပြောတယ်။ဒါကြောင့်တဘာကိုအနိုင်ယူတာဟာတကယ်နိုင်တာမဟုတ်ပါဘူးတဲ့မမြတ်ပါဘူးတဲ့။ကိုကိုကိုနိုင်မှတကယ်နိုင်တာအဲ့ဒါကမှတကယ်မြတ်တာတကယ်အောင်မြင်မှုအစစ်ပဲ။ကိုကိုကိုအောင်နိုင်မှတာလည်းတကယ်အောင်မြင်မှုအစစ်ပဲရတာ။ဒါကြောင့်ကိုစိတ်ကိုနိုင်အောင်ထိန်း၍ကိုကိုကို control လုပ်၍စာလိုပြောရင်အာရသိန်းတံဝရာယကိုကိုကိုစောင့်ရှောက်၍ ကိုနော့နှုတ်ကိုလုံအောင်ဆောင်ထိမ့်ပြီးတကာလစစ်မှန်တော့အောင်မြင်မှုကိုရနိုင်ကြပါစေကိလေသာအကျဉ်းစားတွေလာတဲ့မကောင်းတဲ့စိတ်ဆိုးစိတ်ညစ်စိတ်မိုက်တွေလာတဲ့ဟဲ့ဒီယင်တဲ့ကစိတ်ကိုစိတ်ကိုနိုင်အောင်ထိမ့်နိုင်ကြ၍စစ်မှန်တော့အောင်မြင်မှုအစ္စတန်တိုင်ပွဲနိုင်အောင်နှွေးနိုင်ကြပါစေလို့ဆန္ဒပြုရင်းနဲ့တာယာချမ်းမြေတယံတွေ့ကြပါစေတာယာချမ်းမြေတယံတွေ့ကြပါစေတာယာချမ်းမြေတယံတွေ့ကြပါစေ